မူဆိုလီနီအသက်ခံရပြီး၂ရက်ကြာ1945ဧပြီ30ရက်နေ့မုန်းလွဲပိုင်းတွင်ဟစ်တလာသည်ဇနီးဖြစ်သူအီဗရာရန်ကိုအစိတ်တင်းတောက်ခိုင်းပြီးတပ်ပစ်လိုက်လေသည်၎င်းကိုယ်တိုင်ကမူအစိတ်တောက်ကိုလှချပြီးမှ ပြန်ထွေးထုတ်ကာသူ့ကိုယ်သူပစ္စုတနက်ဖြင့်တက်တည်သွားကလေးသည်ထိုစဉ်ကဆိုဗီယက်တပ်နေတညာကဘာလင်မြို့ကိုတင်ပတ်ရန်အပြင်းထန်စူးစမ်းနေရအညောက်တများတထောင်းချောင်းကြားနေရခြင်းဖြစ်သည်ဟစ်တလာအခမ်းမှတနက်တန်ကြားရပြီနော်ဟစ်တလာ၏ကိုကြီးအပါတော်မြဲ ိုက်လက်တီဟစ်တလာရှိရာညေပုံထားရာကန်တော့ဝင်လာ၍ဟစ်တလာသည်ဆိုဖာတစ်ခုပေါ်တွင်ထိုင်လျက်သားတင်နေသည်ကိုတွေ့ရလေသည်ဟစ်တလာသည်လက်ရပတ်နှစ်ထင်းတွင်မဆီကန်ရှိသောပေါက်ငင်တစ်ပေါက်ကိုတွေ့ရသည်ထိုပေါက်ငင်မှနေ၍သွေးများပါးပြင်ပေါ်သို့ယိုစီးလျက်ရှိသည်ဟစ်တလာသည်ခစောစောကပင်ကိုရန်တော်ဟိုက်လက်ထုတ်ပေးခဲ့သောစီယူနီဖောင်းဝတ်စုံကိုဝတ်ဆင်ထားလျက်ရှိသည်ဝတ်စုံမှာခောက်ရိုးပင်မကြိုသေးပင် အော်တာအမျိုးအစား ခုနတမ65ပစ္စောတနတ်ဒီဟစ်တလာလက်ရပတ်လက်မလွတ်ကြကကျမ်းမြင်ပေါ်နိုင်ရှိနေသည်6တမ35အမျိုးအစားပစ္စောတလက်မှာလဲပထမတနတ်နဲ့ဂိုင်းနေငယ်ကန်အကွာတွင်တွေ့ရလေသည်ဟစ်တလာရဲ့ဇနီးအီဗာဘရောင်း၏အလောင်းမှာလဲဟစ်တလာနေပိနိုင်ပင်ရှိနေလေသည်ဟိုင်လစ်အထင်အားဖြင့်အီဗာဘရောင်းသည်ဟစ်တလာထက်မိနစ်အနည်းငယ်ကဆော့ကတည်ဆုံခံရရှိသည်ဟုဆိုသည်ဖုန်နှင့်ခစောစောပိုင်းကပင်ဟစ်တလာသည် သူ၏အချစ်တော် အစိရှင်အမျိုးအစားကွဲကြီးဘလွန်ဒီနှင့်အခြားလက်တံမှုထားသောခွေးရလောင်းကိုတုတ်တင်စေခဲ့လေသည်ဟစ်တလာသည်ခွေးလွန်ချစ်တဲ့သူဖြစ်သည်ဟစ်တလာမတိဆုံးမီ9ရက်အကြာဧပြီ25ရက်နေ့တွင်ဟစ်တလာကကွေရန်ဒေါ်ဟိုက်လက်အားရေပုံကန်းသို့ခေါ်ယူ၍လွတ်ဆောင်ခဲ့သည်ရေပုံအခန်းကြီးမှာဟစ်တလာ၏ဌာနချုပ်တရားအခန်းလေးဖြစ်သည်စီရေးစရာမြေပုံများထားရာအခန်းလေးဖြစ်သည်စီရေးနှင့်ပတ်သက်၍ဆက်သွယ်ရေးဌာနချုပ်တဖွဲ့လေးဖြစ်သည် အလေးမြတ်ကိုရန်သူများဝိုင်းလာတော့ခ၌ဟစ်တလာသည်အချိန်ရှိသမျှလို့လိုပင်ထိုခန်းမှနေ၍စစ်စင်၏အမိန်ကိုတရဇက်ထုတ်ပြန်၍ခုခံနေခဲ့သည်အိုင်လစ်အားဟစ်တလာခေါ်ယူသူဆောင်ခဲ့သောမော်လေးပိုင်း၌ဟစ်တလာသည်မြေပုံခန်း၌ပင်ရှိနေသည်သူသည်စပွဲအနည်းတွင်ကြောက်ရွံ့သွားရက်ရွေနေသည်သူမျက်နှာမှာဖြူပတ်ဖြူရော်ဖြစ်နေသည်ဟစ်တလာသည်အိုင်လစ်အားနာစီနှုတ်ဆက်နေဖြင့်လက်မြောက်နှုတ်ဆက်ပြီးနောက်ဒီမာလင်ငါဟာမင်းကို တော်ဝင်ကထွက်သွားခင်ပြေးခြင်းနဲ့အကြောင်းမင်းငါအပားကထွက်သွားပြီးမင်းမိသားစုရှိရာကိုသွားနိုင်ပြီဟုဆိုသည်လင်းကခေါင်းဆောင်ကြီးကနကျွန်တော်ဟာခေကောင်းစင်ကခေါင်းဆောင်ကြီးရဲ့အပားမှာအမြဲရှိနေခဲ့ပါတယ်ဒါကြောင့်ဘာတွေပဲဖြစ်ဖြစ်ကျွန်တော်ဟာအခုချိန်မှာလဲခေါင်းဆောင်ကြီးရဲ့အပားမှာပဲရှိနေခြင်းပါတယ်ဟု၍ပြန်ပြောခဲ့သည်ဧတလာ၏ညနာတွင်အမူအရာမပြောင်းခြင်းသို့သောလက်ကိုကြောက်မိဟန်ပြု၍အေးလေငါလဲဒီလိုပဲ ူဆထားပါတယ်ဟုပြောလိုက်ပြီးအတန်ခက်တက်ပြက်ဖြင့်ငါမင်းကိုအထူးအမိန့်တရပေးရမယ်ဟုပြောလိုက်တယ်တင်ဆက်၍ငါနဲ့အီဗာဘရောင်းတို့ဟာအတူတူတရားဖို့ဆုံးဖြတ်လိုက်ကြပြီဒီတော့မင်းရဲ့တာဝန်ကအဲ့ဒါဟာငါအမိန့်ပဲမင်းရဲ့တာဝန်ဟာတို့ရဲ့အလောင်းတွေကိုမီးရှို့အစားထုတ်ပြဖို့ပဲတို့ကိုဘသူတွေကမှအမှမိတ်စေခြင်းမူလက်စီလုံးလုံးလောက်ရအောင်ရှားထားပါတို့နှစ်ယောက်ရဲ့အလောင်းတွေကိုစောင့်နှက်ပတ်ပြီးလက်စီလောင်းမီးရှို့ပါမီးရှို့ပြီးရင် ငါလေးတဲ့အခန်းကိုသွားပြီးငါ့ကိုအမှတ်ရစေနိုင်မဲ့ပစ္စည်းအလုံးကိုမင်းသိမ်းပါငါရဲ့စစ်ဝတ်စုံတွေစာရွက်စာတမ်းဒဏ်ရာရီတွေငါအသုံးသူတမျှပစ္စည်းတွေဆိုရင်အလုံးမဲ့ယူပါလူတို့ကဟစ်တလာပိုင်းပစ္စည်းလို့ပြောနိုင်တဲ့ပစ္စည်းမှန်သမျှကိုအလုံးကိုမိရှုပ်ပြပါဒါပေမဲ့ငါစပွဲအပေါ်ပတ်မှာချိန်ထားတဲ့ဂျာမန်ဘုရင်မင်းရဲ့တပ်ပုံကိုတော့မိမိရှုပ်နေဂျာမန်ဘုရင်ရဲ့တပ်ပုံမှာဟစ်တလာအမျက်အနှိုးဆုံးပစ္စည်းတစ်ခုဖြစ်လေတယ်တပ်ပုံထဲမှာဂျာမန်ဘုရင် အာဖရက်ဒစ်ဒီနေရောညပါပြင်ပမှန်အလုံးလုံးနေခဲ့တော့ဟစ်တလာအာစစ်နိုင်စစ်ရှုံးအချိန်မရွေးကာလမပြတ်ပင်ဟစ်တလာအာစူးစိုက်ကြီးကြီးနေပြီးတကယ်တော့ထင်စရာပင်ဖြစ်နေခဲ့တယ်။မင်းတာဝန်နေကုန်မင်းနားလည်လားဟုဟစ်တလာကအတန်မာမာဖြစ်မိလိုက်တယ်။လင်းစကနားလည်ပါပြီခေါင်းဆောင်ကြီးခင်ဗျာအမိန်တိုင်းဖြစ်စီရပါမယ်ဟုပြန်ဖြေခဲ့လေတယ်။ဟစ်တလာဒီတရေဘောကြောင့်စွာရန်သူလက်မှလွတ်မြောက်ထွက်ပြေးသည့်တဲ့ဘာလီမြို့မှာပင်အသေးခံကြီးဟုဆုံးဖြတ်ထားကြောင်းကို ်ရင်ရင်းနှီးခဲ့တယ်မှာအတော်ကြပြီဖြစ်လေတယ်ဟစ်တလာဒီသူ့အားဝါရှားတညာက အရှင်ဖမ်းမိညီကိုအလွန်စိုးရင်နေအသေးဖမ်းမိညီကိုလည်းစိုးရင်နေသူ့ကြောက်ဆုံးကသူ့လောင်းကိုညောက်ပြတ်တတ်တယ်လို့အပြတ်ခံရပြီးအရေးပင်ဖြစ်တယ်ဘာကြောင့်ဆိုတော့ဟစ်တလာမတည်ခင်ကအီတလီအနာရှင်မုဆိုလိုနီနဲ့သူ့ဤအပျော်များတို့ဤအလောင်းများကိုယောက်ျားတပ်သားများကလက်စီစဉ်ဒီဇိုင်းတွင်သောက်ထိုးဆွဲကပြသခဲ့ကြသည် ထို့အဖြစ်မျိုးကိုဟစ်တလာကြိုတင်၍တွေးတောမှုခြင်းဖြစ်လေသည်ဟစ်တလာကသူ့ကိုယ်သူတတ်မသိမီဆယ်ရက်အတွင်း၌ညီအောင်ဘင်္ဂတကြီးတွင်ပါတီနှင့်တက်ခင်းကြပါကလေးသည်ပထမပါတီအားဧပြီလ20နှစ်တွင်ဖြစ်သည်ထိုနေ့ကဟစ်တလာ၏အသက်56နှစ်မြောက်ဝန်းနေဖြစ်ရာမွေးနေ့ပါတီဖြစ်ကျင်းပခြင်းဖြစ်သည်ဟစ်တလာသည်ပါတီတွင်အထူးသဖြင့်ပျော်ပျော်ရွှင်ရွှင်ရှိနေသည်ကြီးစရာများနှင့်တော်တော်ဖြစ်နေကြသည် ပါတီပွဲသို့ဂျာမန်အစိုးရဖွဲ့ဝင်များတက်ရောက်ကာဟစ်တလာအားလေးပြုနှုတ်ဆက်ကြသည်တက်ရောက်သူအလောင်းကပါတီပေါ်တွင် နောက်ဆုံးထိတစ္ဆာရှိနည်းဟူသောစကားများကိုအများဆုံးတို့ကြသည်ဟစ်တလာသည်လက်သက်ရည်ကိုတစ်ခွက်ပြီးတစ်ခွက်တောက်သည်ထိုအချိန်ကလက်ဖက်ချောင်းမှာ ရွှေထက်ပင်ရှားပါလာသည်ဟစ်တလာသည်လက်ဖက်ရည်မတောက်ရလျင်နေနိုင်သူမဟုတ်ချေအချစ်တော်အီဘရာဘရောင်းကဟစ်တလာမွေးနေ့အတွက် စုထောင်းကအခြားအဲ့ဒီများနဲ့အတူချန်ပင်ရက်နဲ့ ကော်ဖီတောက်သည်အတလာသည်တေကနီး၍လာတော့ချက်များတွင်ဤဘာဘရောင်းကိုပို့၍လွတ်တလာသည်ညနိုးလာသည်အတလာသည်မြေအောက်တကြီးထဲ၌ရှိ၍နေသောရညာအတွင်ဤဘာဘရောင်းအားမြေပြင်သို့တက်၍လမ်းလျှောက်ခံသည်အပါတော်အမြဲအိုင်လင်ကတတ်တော်ဆောင်အဖြစ်လိုက်ပါခဲ့ရလေသည်ဤဘာနှင့်လင်းတို့သည်ပျက်စီးနေသောဘာလင်းညိုကြီးကိုရှောက်ကြည့်နေစဉ်အတွင်းဤဘာကကျမတို့တော့ဗနီးနေမှရန်သူလက်ကလွတ်တော်မယ်မထင်ပါဘူး ဒါပေမဲ့အဲ့ဒါကအရေးမကြီးပါဘူးကျမဆန္ဒမှာကျမတည်ရင်ခေါင်းဆောင်ကြီးရဲ့တရားဝင်မရအဖြစ်နဲ့ပဲတည်ခြင်းပါတယ်ဟူ၍လက်အားပြပြခဲ့တယ်။ဤဘိုင်တံမှာကြည်ကွဲဖွယ်ရာဖြစ်နေတယ်။တို့ပေမဲ့လက်မှာအပါတော်မြတ်အစင်သာဖြစ်၍ဤသုံးမှမချက်မချလဲပဲ။တို့တော့အေပိလ29ရက်နေ့တွင်ဟစ်တလာက ခေါ်တဲ့ချင်းလင့်ရောက်သွားတော့အခါ၌ဤဘိုင်ပြောစကားကိုဟစ်တလာအားပြောပြလိုက်တယ်။အတော်ကြာငြိမ်နေပြီးနောက်ဟစ်တလာသည်ညောင်စီဝေးခတ်မှတဲ့တွင် ကောက်တော့ကောက်ပြန်လမ်းလျှောက်နေကြတယ်။အနာကြာရင်ဟက်ဒလာကလင်းပတ်တော်လက်ကသူနဲ့အီဗာဘရောင်းတို့လက်ထက်မြည်ချည်၍အခန်းကိုလက်ထက်ပွဲအတွက်အစင်းသင့်ပြင်ဆင်ထားရန်အမိန်ပေးလိုက်တော့သည်။အော်ဒီဇပွဲမှာငါနဲ့အီဗာထိုင်မယ်။တက်တဲ့လက်မှတ်ထိုးမဲ့သူတွေလည်းထိုင်နေ။ဂိုဗက်တို့ကိုလက်ထက်ပေးမဲ့ဖုန်းတော်ကြီးအခေါ်လွှတ်ထားပြီးပြီ။ဤတော့ပြောပြီးနောက်ဟက်ဒလာသည်အခန်းမှရုတ်တရက်ထွက်သွားလိမ့်သည်။လက်ထက်ပွဲကိုမွန်လဲပိုင်းတွင်ပြုလုပ်ရန်ဖြစ်သည်။တော်တော် မြို့စပယ်မြို့ပြရရှိတူဖြစ်သူဖုန်းတော်ကြီးကိုခက်ခဲရင်ရင်လိုင်းလံရှောက်ဖွေခေါ်ယူနေရသောကြောင့်တကောင်းညာနနက်တနားချင်းကြမှလက်ထရပြီးဟစ်တလာနှင့်အီဘာတို့သည်အကျဉ်လမြအစ်စ်ဘွားတို့လောက်ကြရလိတော်သည်ဤတွင်လည်းတစ်ကြိမ်ဤဘုံအခန်းထဲ၌ပါတီကလေးတည်းရဲ့ကျင်းပကြရသည်ဂျားသူများချမ်ပိန်ရက်တော့ကြရသည်ဒလာကမူသူ့လက်ဖက်ရည်ကိုသာတောက်လေသည်အားလုံးပြောင်းနေကြသည်ဘာလိန်မြုပ်ကိုရန်သူဝိုင်းနေသည်ကိုပင် မေးလျော့နေကြသည် ဤပါတိခတိတိခမမှန်ပင်နေတတ်သူဖြစ်သည်အချိန်ကအပျော်ကြီးပျော်၍အရှင်ကြီးရှင်နေကြသည်ထိုအချိန်ကဟစ်တလာနှင့်ဤပါတို့ဇနီးမွန်နန်တို့အားများမကြာမီရပိုင်းအတွင်းတင်မင်းကဆွဲခေါ်သားမိကိုပင်တွေးမိသူမရှိသလောက်ပင်ဖြစ်သည်မင်္ဂလာပွဲသည်နနက်တနားရီမှ၃နာရီထိကြာမြင့်ခဲ့သည်ထို့နောက်ဟစ်တလာနှင့်ဤဖာဘရောင်းတို့သူတို့ကိုသူတို့တက်တည်ကြပြီနော်အိုင်လက်သည်အလောင်းများကိုစောင်းနှန်းနှင့်လုံးချုံစွာရစ်ပတ်လိုက်ကြသည် ကိုရန်တော်တသားနှုတ်ကဟစ်တလာ၏လောင်းကိုအပြင်သို့ထုတ်ယူသွားသည်။ဤဘာ၏လောင်းကုန်မူဘုံမူဂွန်အင်ဆိုသူကပုတ်ထုတ်သွားသည်။ဒေဂျိုင်း၌ဤပါသည်အပြာချင်းရောင်ပေါ်၌အပြူပြောက်ကလေးများရှိသောဘူးခါဝင်ကိုဝှထားသည်။အီတလီလောက်ဖက်အညိုရောင်ကိုစီထားသည်။လက်ကောက်တွင်ပလက်တီနမ်ဖြစ်လောက်၍စိန်စီထားသောလက်ပက်နာရီကိုပတ်ထားသည်။ထိုနာရီမှာဟစ်တလာချစ်လက်ဆောင်ပေးထားသော နာရီဖြစ်လျက်ဤပါအမည်ပတ်လေရှိသည်။ ပါတော် holiday ညနေ3:00နာရီခွဲတွင် အခြားသူများနဲ့အတူအီတလာနဲ့အီဗာတို့၏လောင်းများကိုလက်စီရွှဲရွှဲလောင်း၍မိရှို့ကြသည်သို့တော်လက်စီမိပြီးပြီးခဏနှင့်မိကြ၍သွားသည်အလောင်းများကိုမင်းဆွဲသည်ပဲအဝတ်များကိုသာမိလောင်ကျွမ်းနေသည်ကိုတွေ့ရသည်အီတလာသည်သူ့လောင်းကိုပြကြစေခြင်းကြောင့် highlight အလက်ထားသည်သို့တော်အလောင်းများမှာအမိနိုင်နောက်သောအနေထားတွင်ပင်ရှိနေသည်ထို့စဉ်အတူဝင်ကြီးမာတင်ဘောမန်သည် ဦးစည်းဦးကန်ပြု၍အလောင်းတကြရေးကိုဆောင်ရွက်သည်အီတလာသည်ပေါ်မန်အားလက်တစေအမိန်ပေးထားခဲ့ဟန်တူလေသည်အလိသည်တနအိမ်ညဆောင်ကြည့်ပြီးနောက်ဤတကြီးအတွင်းသို့ဝင်ကာအီတလာ၏အသုံးဆောင်ပစ္စည်းများကိုအမိန်အတိုင်းဖြောက်ဖြက်ပြရလေသည်နာယီတော်ကြပြီးနောက်မိသူချီရွာသို့ပြန်ရောက်လာသောအခါတွင်မူအီတလာနှင့်ဤပါတို့အလောင်းများကို မတွေ့ရတော့ပေကိုရန်တော်ကွန်မန်ဒိုတပ်သားညာ၏အပြောအရအီတလာမှောင်နှံ၏အလောင်းများကိုတော်နေပေ လှုပ်ဝက်တော်နေရာ၌ညှုံ့နှံထားလိုက်ကြပြီဟုသိရလေသည်အစ်တလိုက်အလောင်းကိုမိရှုခဲ့သောမာတင်ဘောမန်သည်ဂျာမန်တို့လက်နက်ချလုဆက်ဆဲ1945မေလ1ရက်နေ့ညတွင်ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဒီနေ့တိုင်းသူအားဖမ်းဆီးမိခြင်းမရှိဘဲလွတ်မြောက်နေသည့်နာစီထိတ်တန်းစစ်ရောက်စစ်ကောင်ဖြစ်နေသည်အစ်တလိုက်ကိုရန်တော်ဟိုက်လက်သည်လည်းလွတ်မြောက်ပြီးနောက်1980မလ9ရက်အသက်69တွင်နောက်ဂျာမနီနိုင်ငံဒီမန်တွင် ွက်လွန်သွားခဲ့သည်တကဘာလုံးကိုတော်လုံးစီခဲ့သောဂျာမနီအာနာရှင်နာဇီဟစ်တလာသည်ဤသို့ဖြင့်မထင်မရှားလောကကိုစွန့်ခွာခဲ့ရလေသည်ဟစ်တလာမိသည်ကျော်ပြီးနောက်1945မေလ1ရက်နေ့တွင်ဟစ်တလာကွယ်လွန်သွားပြီဖြစ်ကြောင်းသတင်းကိုဂျာမန်ရေဒီယိုမှကြေညာလေသည်နောက်တစ်နေ့တွင်ရုရှားတပ်နေတော်သည်ဘာလင်မြို့တော်ကိုလုံးဝအုပ်စိုးမိပြီး9ရက်ညအကြာ1945မေလ9ရက်နေ့တွင်နာဇီဂျာမနီသည်ကျွမ်းကျင်မရှိ လုံးဝလက်နက်ချကလေးတော့တယ်။သို့ဖြင့်ဥရောပစစ်ပွဲကြီးကပြီးသွားကလေးတယ်။ကမ္ဘာစစ်မျက်နှာတွင်ဂျပန်တနိုင်ငံတည်းသာကျန်ရှိလျက်ရှိသည်။ထို့နောက်1945ဇူလိုင်လ18ရက်မှဩဂတ်စ်လ10ရက်နေ့အထိပိုစတန်မြို့တွင်အမေရိကန်ပြည်ထောင်စုပြည်ထောင်စုဆိုဗီယက်ခေါင်းဆောင်တို့တွေ့ဆုံဆွေးနွေးရေးပိုစတန်စာချုပ်ကိုရေးထိုးချုပ်ဆိုကြကြသည်။စာချုပ်မှာဒုတိယကမ္ဘာစစ်အပြီးဂျာမန်နှင့်ပတ်သက်သောမူဝါဒကို ကြီးတုံးကြီးတို့ထက်မှန်အတည်ပြုကြခြင်းဖြစ်သည်1945ဖေဖော်ဝါရီလအတွင်းကမူကျန်းချခဲ့သောသဘောထားပင်ဖြစ်သည်ထို conference ကျင်းပနေစဉ်ကပင်1945ဇူလိုင်26ရက်နေ့တွင်ပိုစတန်ကြေညာချက်ကိုထုတ်ပြန်ကဂျပန်နိုင်ငံအားလက်နက်ချရန်တောင်းဆိုခဲ့သည်ကြေညာချက်ကိုအမေရိကန်သမ္မတရူးစ်ဗက်တရုတ်သမ္မတချန်ကေရှိနှင့်ဗြိတိသျှဝန်ကြီးချုပ်ချာချီတို့လက်မှတ်ရှိထိုးခဲ့သည်ဂျပန်နိုင်ငံနှင့်စစ်နိုင်ရန်ညှိနှိုင်းချက်မရှိတော့လဲဂျပန်အနာပိုင်အတန်းဝိုင်းတွင် ပိုစတန်တင်ညာချက်အားလက်မခံရေးအငင်းပွားနေခဲ့သည်ထို့သောနောက်နေ့နေ့စဉ်အတွင်း1945ဩဂတ်စ်လ6ရက်နေ့နနက်9:55မိနစ်တွင်ဂျပန်နိုင်ငံဝန်ချုပ်ကျွန်းကျင်ပေါ်ရှိဟီရိုရှိမားမြို့ပေါ်သို့အမေရိကန်ပြည်ထောင်စုသည်အနုပြုဘုံတလုံးချိတ်ချခဲ့သည်အဆိုပါဘုံကြောင့်ဟီရိုရှိမားမြို့တွင်နေထိုင်သူလူဦးရေ3,400ရှိသည့်နှင့်ဒေဆုံးသူနှင့်ပျောက်ဆုံးသူဦးရေ9,100နှင့်ဒဏ်ရာရသူပေါင်း6,800ရှိခဲ့သည် နောက်3ရက်ကြာဩဂတ်စတ9ရက်နေ့နနက်7:30မိနစ်တွင်ဂျပန်နိုင်ငံကျူချိုချင်းပေါ်ရှိနာဂါဆာကီမြို့ပေါ်တို့အမေရိကန်ပြည်ထောင်စုကနောက်ထပ်အနုပုံတစ်လုံးရိတ်ချပြန်သည်ဒုတိယပုံကြောင့်လူပေါင်း3000ခွဲတည်ဆုံးပြီး6000ကျော်ဒဏ်ရာရရှိခဲ့သည်အနုပြုပုံနှလုံးကြောင့်ထိခိုက်ဒဏ်ရာရသူများမှာယနေ့အထိတားဆီးမိဆက်ခံစားနေကြရဆဲဖြစ်သည်ဆိုဗီယက်ပြည်ထောင်စုကလည်းဆိုဗီယက်အမေရိကန်နှင့်ဤတင်ကြီးတုံးကြီးသဘောတူညီချက်အရာ 1945ဩဂတ်စ်လ10ရက်နေ့တွင်ဂျပန်နိုင်ငံကိုစစ်ကြေညာပြီးဆိုဗီယက်တညာသည်ဂျပန်လက်အောက်ရှိ မန်ချူရီးယားပြည်ကိုဝန်ရောက်တိုက်ခိုက်ပြီးမန်ချူရီးယားပြည်အားဖက်စစ်တိုလဲမှကယ်တင်ခဲ့သည်မဟာမိတ်လေးညာကလည်းဂျပန်နိုင်ငံတိုကျိုမြို့ပါဝင်မြို့ကြီးများနဲ့စစ်အခြေစိုက်စခန်းများကိုဩဂတ်စ်လ13ရက်နေ့တွင်ဗုံးကျဲတိုက်ခိုက်ခဲ့ကြသည်ထို့နောက်ဩဂတ်စ်လ14ရက်နေ့တွင်ဂျပန်ဧကရိပ်ပြည်ဟီရိုဟီတိုသည်အစိုးရနှင့် စစ်ပတ်ဆိုင်ရာအကြီးအကဲများကိုအစည်းအဝေးခေါ်ယူပြီးတိုင်းပြည်ဆက်လက်မနစ်နာစေရန်ပို့စတန်ညညာချက်ကိုလက်ခံရမည်ဖြစ်ကြောင်းဆုံးဖြတ်ချက်ချခဲ့သည်ထိုနေ့ည7:00တွင်ဂျပန်အစိုးရသည်မဟာမိတ်လေးနိုင်ငံတို့ပို့စတန်ညညာချက်ကိုထွင်းချက်မရှိလက်ခံကြောင်းအကြောင်းပြန်ကြခဲ့သည်ယင်းနောက်1945ဩဂတ်စ်လ15ရက်နေ့တွင်ဂျပန်ဧကရာဇ်ပြန်ဟီရိုဟီတိုကလက်နက်ချကြောင်းတိုက်ပြည်သို့အတန်လွှင့်ညညာခဲ့သည်ဂျပန်တို့၏လက်နက်ချအခမ်းအနားကို1945 စတင်မလာနှင်းနေတွင်ဂျပန်ပင်လယ်အော်၌ရနထားသောအမေရိကန်စစ်တင်မော်မစ်ဆူရီဘော၌ကျင်းပါကပိုချိုကြီးမတ်အတာနှင့်မဟာမိတ်စစ်ဗိုလ်ချုပ်များရှေ့မှောက်တွင်ဂျပန်ပိုချိုကြီးလူချီချီတို့ကလက်နက်ချစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့လေသည်ဂျင်းနစ်ကိုဘူချီဒေးခေါ်ဂျပန်ကိုအောင်နိုင်သောနေ့အဖြစ်သတ်မှတ်ခဲ့ကြသည်ဤသို့ဖြင့်1939စတင်မလာတရက်နေ့တွင်စတင်ခဲ့သောဒုတိယကမ္ဘာစစ်ကြီးသည်6နှစ်နှင့်တရက်အကြာ1945စတင်မလာနှစ်ရက်နေ့တွင် လုံးဝပြီးဆုံးသွားကြလေသည်ဒေါက်တာနှင့်ပို့စတန်ညီလာခံများကအပြည့်ဆိုင်ရာဥပဒေကိုစစ်ဆင်၍ပြီးခဲ့သောဒုတိယကမ္ဘာစစ်အတွင်း၌ဖန်စီရမိသူစစ်တုံးပန်းများအရက်သားများအားအစုလိုက်ပြုံးလိုက်လူမဆန်စွာညှဉ်းပန်းတပ်ဖြတ်သည်ရောမဆရာစဝေများကိုကျူးလွန်ခဲ့သောစစ်တရခံများကိုအပြစ်ပေးနိုင်ရန်မူတည်တည့်ချမှတ်ခဲ့ကြသည်ထို့မူတည့်အရစစ်တရခံများ၏စည်းရင်းကို1945ခုနှစ်စက်တင်ဘာလတွင်ကျင်းပခဲ့သည်ဂျာမနီနိုင်ငံနိုယင်ဘတ်မြို့၌ အပြည်ပြည်ဆိုင်ရာစစ်တရားရုံးဖွင့်လျက်နာဇီစစ်တရားခံ22ဦးအားစစ်ဆေးသည်စစ်တပ်ဦးကို1946အော်တိုဘားလပင်ကျိုးပေးကွမျက်ခဲ့သည်မာတင်ကော်မန်မှာမျက်ကွယ်၌ကျိုးပေးပြစ်ဒဏ်ခံရတော့လဲလွတ်မြောက်နေခဲ့သည်ကျန်လူများကိုတသက်တကြုံထောင်နှံနဲ့နှစ်ရှည်ထောင်နှံများချမှတ်ခဲ့သည်ဂျပန်စစ်တရားခံ28ဦးအားမြန်မာမလေးရိုးရီးယားအင်ဒိုနီးရှားစင်ကာပူဘော်နီယိုဖိလစ်ပိုင်နှင့်တရုတ်ပြည်ကြီးအပါအဝင်နိုင်ငံအသီးသီးမှ လူပေါင်းတန်းချီ၍ရက်ဆက်စွာညံပန်းတပြတ်မှုအပါဝင်စွဲချက်ပေါင်း55ခုဖြင့်တိုကျိုစစ်ခုံရုံး၌ကျန်းနာဆစ်ဆီခဲ့သည်တိုကျိုစစ်ခုံရုံးကို1946ခုနှစ်မေလ3ရက်နေ့တွင်စတင်ဖွင့်လှစ်၍တရားလိုဘက်မှတင်ပြသည့်တက်တီကြက်ကြက်များနှင့်တက်တီကန်တစီများကိုအသေးစိတ်ဆစ်ဆီမြင်မြန်ကြရ1948ဇန်နဝါရီလ24ရက်နေ့တွင်အပြီးတန်နိုင်ခဲ့သည်ရင်းတို့လာပေါင်းနှစ်6လကျော်တိုင်တိုင်ဆစ်ဆီလာခဲ့ရ လူကျော်စစ်ကုံရုံး၏တတဟန်တွင်တရခမ်း28ယောက်နှင့်တရခမ်း2ယောက်ရောက်သွားပြီး26ယောက်သာကျန်ရှိတော့သည်တရခမ်းတအုပ်ဖြစ်သူဂျပန်ရှိတက်မတော်မှရေချောင်းပူဇော်ကြီးနာကာနောင်နှင့်အခြားတရခမ်းတအုပ်ဖြစ်သူနိုင်ငံခြားရေးဝန်ကြီးမဆူအိုကာတို့သည် စစ်ကုံရုံးစတင်ဖွင့်လှစ်ခဲ့ပြီးနောက်ရားမကြမီမှပင်အမမကျန်းဖြစ်ကာကွဲလွန်သွားခဲ့ကြသောကြောင့်ဖြစ်သည်တဖန်1948နိုဝင်ဘာတွင်တရခမ်းများအားရုံးတော်မှအပြည့်ရှိမရှိဆုံးဖြတ်၍ စီရင်ချက်ချတဲ့အချိန်တွင်တရားခံ28ရောက်နဲ့နောက်ထပ်တရားခံတယောက်ပါဝင်လာခြင်းမရှိတော့ဘဲ25ရောက်သာတွေ့ကြရတယ်နိထို့သောစီရင်ချက်ချတွင်ပါဝင်ခြင်းမရှိဘဲကျွမ်းကျင်သည့်တရားခံမှာဒေါက်တာဥကာဝါဖြစ်သည်ဒေါက်တာဥကာဝါအားထို့သောစီရင်ချက်ချသည့်အချိန်တွင်သူသည်ရုံးတော်တွင်အမှုစစ်ဆေးနေစဉ်ကာလအတွင်းစိတ်ဖောက်ပြန်ကာအုံနောက်ပြတ်သွားခဲ့သောကြောင့်ဖြစ်လေသည်ထို့ပြင်1948နိုဝင်ဘာလတွင်တိုကျိုစစ်ခုံရုံးသည် တရက်ကန်25ရောက်နဲ့စစ်တရက်ကန်အမှတ်၄ဖြစ်သောဘူဂျိုကြီးတိုဂျိုနဲ့ဒီတာကာကီဟီရိုတာကီမူရာမဆူအီဒိုအီဟာရာမူတိုစသည့်တရက်ကန်9ဦးတို့ကိုတည်တံချမှတ်ခဲ့သည်ထို့နောက်တိုဂျိုမှာထောင်တန်အနည်း20နဲ့ရှီကဲမက်ဆူမှာထောင်တန်9နဲ့အပြစ်တန်ပေးခြင်းခံရသည်ကြံတရက်ကန်16တို့မှာထောင်တန်တသက်တကြောအပြစ်ပေးခြင်းခံကြရသည်တို့ဖြင့်ဂျနွတ်တိုဂျိုအပါအဝင်တရက်ကန်9ရုပ်တို့ကို1948 ဒီဇင်ဘာ23ရက်နေ့တွင်ကျုပ်ပြီးကွန်မြတ်လိုက်တယ်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားနေစဉ်မှာပဲဂျာမနီနဲ့ဂျပန်တို့ကိုအောင်နိုင်ရေးအတွက်အတူလက်တွဲကြိုးပမ်းခဲ့တယ်။ဗြိတိရှားဝန်ကြီးချုပ်ချာချီနဲ့အမေရိကန်သမ္မတရူးစပက်တို့သည်ကမ္ဘာကြီးအနာဂတ်ရေးနှင့်ပတ်သက်၍အခြေခံအချက်အချက်ချက်ကိုတည်ပြုခဲ့ကြသည်။အတ္တလန္တိပြည်ညာစာတမ်းဟုအညီတွင်ခဲ့သောယင်းအခြေခံအချက်အချက်ချက်ကို1942ဇန်နဝါရီလတွင်26နိုင်ငံဥစလေတို့က ဝါရှင်တန်တွင်လက်မှတ်ရေးထိုးခဲ့ကြသည်ထို့နောက်1944ဩဂတ်လတွင်အမေရိကန်ပြည်ထောင်စုဝါရှင်တန်၌ကုလသမဂ္ဂအဖွဲ့ထူထောင်ရေးနှင့်ပတ်သက်ပြီးအမေရိကန်ဗြိတိန်တရုတ်နှင့်ဆိုဗီယက်တို့ကတင်ပြသည့်အဆိုပြုချက်များကို39နိုင်ငံမှကိုယ်စားလှယ်များကအတည်ပြုပေးခဲ့ကြသည်ယင်းနောက်အမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုမြို့တွင်1945ဧပြီလ25ရက်မှဂျွန်လ26ရက်နေ့အထိကျင်းပခဲ့သောအပြည်ဆိုင်ရာအဖွဲ့အစည်းတည်းရဲ့အဖွဲ့အစည်းရေးဆိုင်ရာကုလသမဂ္ဂညီလာခံ၌ နိုင်ငံပေါင်း90မှာကိုစိုးလေးမြကကုလသမဂ္ဂပြည်ညာစာတမ်းကိုရေးဆွဲကြကြသည်ရေးဆွဲပြီးနောက်ဂျွန်လ26ရက်နေ့တွင်ပြည်ညာစာတမ်းကိုကိုစိုးလေး90ကတီတုလက်မှတ်ရေးထိုးကြကြသည်ညီလာခံတွင်ပါဝင်ခြင်းမရှိသောပိုလန်နိုင်ငံသည်နောက်ပိုင်းတွင်ပါဝင်လက်မှတ်ရေးထိုးခဲ့သောကြောင့်ကနဦးလက်မှတ်ရေးထိုးသူ50နိုင်ငံပါဝင်လာခဲ့သည်ဤသို့ဖြင့်ကုလသမဂ္ဂအဖွဲ့ကြီးသည်1945ခုနှစ်အောက်တိုဘာလ24ရက်နေ့တွင် တရားဝင်တရှိလာခဲ့ရာယခုအခါ69နှစ်အတွင်းချင်းနှင်းဝင်ရောက်ခဲ့ဖြစ်သည်